အားလုံးပဲမင်္ဂလာပါရှင်။စေကူရွှေရှယ်ပေါ်ဆိုကြမယ်အစီအစဉ်လေးရတယ်ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Teacher Ru ပါ။ဒီနေ့ကတော့အစီအပြင်းပြပစ္စည်းလေးတွေအသုံးပြုပြီးတော့အမှုပညာဖန်တီးလို့ရတယ်ဆိုတာကို Teacher ကဒီကနေ့အနေချင်းပြသပေးသားမှာဖြစ်ပါတယ်။အမှုပညာဖန်တီးတဲ့အခါမှာပုံစွဲရတစ်မျိုးပဲမဟုတ်ဘဲနဲ့တခြားအရာဝတ္ထုပစ္စည်းလေးတွေလည်းဖန်တီးလို့ရပါတယ်။ဒါကြောင့် Teacher ကဒီကနေ့အိမ်မှာလွယ်လွယ်ကူကူအသုံးပြုလို့ရတဲ့ပစ္စည်းလေးတွေကိုပဲအသုံးပြုပေးသားမှာပါ။ပြောစရာကောင်းပါမို့ Teacher နဲ့အတူလိုက်လို့ကြည့်ပါနော်။ ့ဒီချိန်မှာစုတ်တန်လေးရဲ့ poster အဝိုင်အောင်လေးရဲ့စာရွက်တွေရဲ့တည့်ရွက်လေးရဲ့ရှိပါတယ်။ဆိုတော့ဒီချိန်ကဒီအာတည့်ရွက်လေးတွေကိုပေါ့နော်တခြားပေါ်တဲ့မျက်နှာပြင်လေးကိုဆေးတုပ်ပြီးတော့စာရွက်မှာကပ်ပါမယ်။စာရွက်လေးကအယောင်ပါတဲ့စာရွက်ဖြစ်ဖြစ်အယောင်ပါတဲ့စာရွက်ဖြစ်ဖြစ်အဆင်ပြေရနော်ကြိုက်တဲ့ဟာကိုအသုံးပြုလို့ရရဲ့။ Okay အသေးရလေးမှာဖေးလေးတုပ်ပြပါဆိုတော့ဆောင်ရွက်မှာကတ်ကြည့်လိုက်မယ်ကပ်ပြီးပြန်ခွာကြည့်လိုက်မယ်နော်ပြန်ခွာလိုက်ရင်အာဆောက်ရွက်မှာတရွက်ရဲ့တခြားလေးတွေပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ဒီချေတို့ကထပ်ပြီးတော့များများလေးထပ်တုပ်ပြီးတော့များများလေးထပ်ကတ်ကြည့်ကြပါမယ်နော် ီချေကဒီသေးရွယ်လေးကိုကတ်ထားပြီးတော့တခြားသေးရွယ်လေးတွေကိုလည်းအသုံးပြုပါမယ်။ဒီသေးရွယ်လေးပြန်ခွာကြည့်မယ်နော်။ပြီးရင်ဒီချေကသေးလေးထပ်တုပ်ပြီးတော့ထပ်ကပ်ပါမယ်။ဒီတဲ့လေးကိုဖွာကြည့်မယ် ြီးရင်ဒီလေးထပ်သုံးမယ်တက်ကပါမယ်တခြားသေးရည်လေးလေးလည်းလေးတုပ်ပြီးတခြားကတ်ကြည့်မယ်နော်သေးရည်လေးတွေကိုဆောက်ထိုးကက်ကက်အတက်ကက်ကက်ခြိုက်တယ်လို့ကတ်လို့ရပါတယ်ဖေးများတော့ရင်တော့အရာလေးတွေပို့ထင်ပါရနော်ဒီချက်ကဒီတည့်ရွယ်လေးတွေနဲ့ ဒီစာရွက်အပြည့်ကတ်ကြည့်မယ်ပေါ့နော် ဆိုတော့ဒီချက်ကသိရပုံစံလေးတွေပြည့်ရပြီဆိုတော့ထပ်ပြီးတော့ပိုနီထင်းွားအဲခလေးလေးသုံးပြီးတော့ဘေးနားကနေပြီးတော့လိုက်ချေလိုက်ပါမယ်နော်။ ဲတိချက်ပုံလေးကတော့ပြီးသွားပါပြီအိမ်မှာလည်းအဆင်ပြေတယ်အဲတရွက်လေးတွေအသုံးပြုပြီးတော့ဆွဲကြည့်လို့ရပါတယ်အဲနောက်ထပ်တစ်ပုံအတွက်တီချဲကပစ္စည်းလေးတွေယူထားပါတယ်ဒီပစ္စည်းလေးတွေကတော့ဒါစုံတန်ဖြစ်ပါတယ်ဒါကရေဒါကတော့ကော်ရည်လေးဖြစ်ပြီးတော့ဒါကတော့ခုံးနေပါပြီးရင်တော့နားချက်ကုန်းတယ်လေးကိုတီချဲကဒီလိုတရေပင်းလေးနဲ့စီးထားပါတယ်ပြီးတော့ဆေးလေးတွေဖြစ်ပါတယ်ဆိုတော့တီချဲတို့စားကြရအောင်နော်တီချဲကအရင်ဆုံးဒီစားရွက်ပုံမှာ ီအညိုရောင်ဖေးလေးကိုယူပြီးတော့ဖြတ်လိုက်ပါမယ်ပြီးရင်ဒီချေတို့ကအဝါရောင်နဲ့ 이렇게 리고 떠오면 ပြီးရင်တော့တ िश ယ်တို့ကတ िश ူးလေးကိုအသုံးပြုပြီးတော့ပွားနေပြီးတော့ဗားလေးပေါ်မှာဒီလိုလေးကတ်လိုက်ပါမယ်ပြီးရင်တ िश ယ်တို့ကအနိုင်အောင်လေးကိုယူပြီးတော့ဒီမှာပင်စင်လေးဆွဲပါမယ် share တော့ပါဒီခွန်းလေးနဲ့ဒီအနီအောင်လေးကိုယူပြီးတော့ light တုံးမယ်ပေါ့နော် ပြီးရင်တော့ဒီ share တို့ကဒီကွန်းလေးကိုအပိုင်းပိုင်းပိုင်းလေးတွေယူပြီးတော့မှာ call လေးနဲ့ကပ်ပါမယ်။ ပြီးရင်ပေါ့နော်ဒီချေတို့ကအဲ့ဒီဂွန်းလေးတွေကိုအပြောင်လေးတွေခေချပါမယ် ီးသွားရင်တော့ဒီချဲတို့ကဒီအရလေးကိုအနီအောင်လေးထပ်တင်လိုက်အောင်မယ်နော်ပြီးရင်ဒီအောက်ဘက်လေးလေးကိုလည်းလုပ်ပါမယ်ဆိုတော့တီချဲကဒီဂွန်းလေးတွေကိုအသုံးပြုပြီးတော့တိမ်လေးတွေအဖြစ်အသုံးပြုထားပါတယ်။အာတီချဲကဒီငကြက်ဂွန်းတန်လေးတွေကိုကြတော့အာပန်းပွင့်လေးတွေအဖြစ်အသုံးပြုထားပါတယ်။ ဆိုတော့ဒီကနေ့ကတော့ဒီလောက်ပါပဲအိမ်မှာရှိတဲ့ပစ္စည်းလေးတွေအသုံးပြုပြီးတော့သသမီးလေးတို့လည်းလှပတဲ့အနုပညာလေးတွေဖန်တီးကြည့်ကြပါနော်နောက်တစ်ပတ်မှာအာဒီထက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာလေးနဲ့အတူပြန်လာခဲ့ကြပါမယ်